်ချစ်တွေမင်္ဂလာပါရှင်ဒီနေ့မမတို့တည့်တည့်ကြောင်ပြောရအောင်เนาะမမအိမ်မှာတည့်ပင်၃ပင်ရှိတယ်နှစ်ပင်ကတော့အကြီးအကြီးတွေပြီးရပေါ့ဒါတပင်ကတော့အလုံးလေးသေးတယ်ဒီမှာဒီတလောက်တလောက်လေးဒါကတော့အလုံးသေးတဲ့အပင်ပေါ့ခူတာပြီးပြီပေါ့ဆွတ်ထားပြီလို့ပြောမှာလားခူတာပြီလို့ပြောမှာအတူတူပဲကောက်ထားပြီလို့ပြောရမှာလား ပေးချင်နောက်ချန်ရှိချန်နေမှာဒီနေ့အကုန်လုံး live ပို့ပြီးပြီးဒါလေးကတော့အိမ်မှာစားဖို့အတွက်ချန်ထားတာတေးတဲ့လုံလေးတွေပေါ့နော်တည့်တီအကြောင်းလေးတွေမမတို့စကားပြန်ဆက်ရအောင်တည့်တီကိုမမကအစိမ့်တုတ်တာလဲစားတယ်တည့်တီထောင်းလဲစားတယ်ပြီးတော့တည့်တီအကင်းလေးတွေလဲစားတယ်မမကြိုက်တယ်ပေါ့တည့်တီအကင်းလေးတွေဆိုမှုေးနေတာပေါ့နော် အဲဒီဒီအမေကို စားသုံးခြင်းအားဖြင့်သူ့ရဲ့အကျိုးကျေးဇူးလေးတွေဘာတွေရမလဲဆိုတာမှပြောမယ်နော်ဒီဒီမေကိုစားပေးခြင်းအားဖြင့်အသားရည်စုပြည့်စေမယ်အမေမျက်စိအမြင်အာယုံကောင်းစေမယ်ပေါ့နော်မျက်စိအမြင်အာယုံကောင်းတဲ့နေရာမှာမမကတော့ဒီဖိန်းကားထုတ်တဲ့ ဒါလေးကိုတောက်နေမျက်စိအတွက်ပေါ့နော်။မမကမျက်မှန်မတက်ချင်မျက်စိအားဖြည့်အားဖြည့်ဖို့ကဒါလေးတောက်တယ်ပေါ့။အဝေးမုံတွေအနီးမုံတွေရှိရဲ့နော်ဆလင်နာတွေဘာတွေပေါ့နော်။အခုကတော့အားလုံးဘာမှမရှိဘူး။မြန်မာလည်းတက်ဆရာမလို့မမမြန်မာလည်းမတက်ချင်တဲ့အတွက်ကြောင့်မလို့မမကဒီခိငါထုတ်တဲ့စီလေးဒီစီလေးကိုမမဟုတ်တောက်ကင်ဆာယောဂကာကွယ်မယ်တွေးရင်းအစီကြမယ်ကိုခံအားစနစ်ကိုကောင်းမွန်စေမယ် အချို့ကကိုဝင်ဆောင်မိခင်နေစားသုံးလို့မရဘူးလို့ထင်ပါတယ်ကိုဝင်ဆောင်မိခင်နေလည်းစားသုံးလို့ရပါတယ်ကိုဝင်ဆောင်မိခင်နေစားသုံးလို့ရှိရင်တော့တတိသားကိုကြီးထွားစေတဲ့အုံနောက်နဲ့အာယုံကျော်ကိုဖွံ့ဖြိုးတိုးတက်စေပါတယ်အဲတော့မိမိဒီစားလို့ရပါတယ်လို့ပြောချင်ပါတယ်အခုရာဒီပေါ်အသီးနှံဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်တွေလည်းစားကြမယ်ဆိုတာမသိပါလေဒါပေမဲ့ အများကြီးတော့မစားသိကြဘူးပေါ့နော်ဘယ်အစားအသောက်ပဲဖြစ်ဖြစ်တန်ဆေးလုံပေးပါချစ်တွေအားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ